ိသတ်များအားလုံးမင်္ဂလာခင်ဗျာဒီညမှာကျင်းပရှိနေတဲ့ One Friday Back One Day ပြန်ပွဲကြီးမှာရော့ထန်ရဲ့ခေမစံကောက်တဲ့ရဲ့အမဖြစ်တဲ့ဒေါန်တော်နိုင်သူ့ရဲ့ပွဲစဉ်ပါဝင်လာတော့မှာဖြစ်ပါတယ်ရော့ထန်ရဲ့ခေမဒေါန်တော်နိုင်ကို1က Australia Fighter မလေး Kim Townsend နဲ့ပွဲတည်ပေးထားဖြစ်ပါတယ်ခင်ဗျာဒီပွဲဟာဒေါန်တော်နိုင်အတွက်ရော Kim Townsend အတွက်ပါအရန်ကိုအရေးကြီးလို့နေပါတယ်ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်လုံးအတွက်1ပထမဆုံးတာထွက်ပွဲစဉ်တွေဖြစ်နေလို့ပါပဲဒီတော့ဦးမကျွရလေအောင် နှစ်ယောက်လုံးအပြိုင်ဆိုင်အကျိတ်အနယ်ထိုးကြဖို့ရှိနေပါတယ်။သူတို့နှစ်ယောက်ကိုဝမ်းက108ပေါင်တန်းမွေထိုင်းပွဲစဉ်ထိုးဖို့စီစဉ်ပေးထားတာဖြစ်ပါတယ်ခင်ဗျ။တောင်းတော်တိုင်းကငယ်လူတက်လူဖြစ်ပါတယ်။ကင်တောင်းဆန်ကတော့အသက်အရွယ်အရအချက်ပတ်စီကိုရောက်ရှိနေပါပြီ။တောင်းဆန်ကအသက်38နှစ်တောင်ရှိနေပြီဖြစ်ပါတယ်ခင်ဗျ။ဒီတော့တောင်းဆန်ဟာတောင်းတော်တိုင်းကိုအလဲထိုးဥတီရလိမ့်မယ်။ပွဲချိန်ကြာသွားတယ်ပွဲသက်ရှည်သွားပြီဆိုရင် ငယ်လူတက်လူဖြစ်တဲ့တောင်းတော်တိုင်းကအသာစီးဖြစ်သွားပါလိမ့်မယ်ခင်ဗျာသူတို့ကဟာ time fight promotion အောက်မှာတကြိမ်တွေ့ခဲ့ကြပြီးပြီအဲ့တော့ဒီဘွဲကစိတ်မကြေဘွဲ rematch ဘွဲသဘောမျိုးဖြစ်နေပါတယ်ခင်ဗျာတောင်းတော်တိုင်းက AWS ကနေ one championship စီကိုကုပြောင်းဝင်ရောက်လာခဲ့တာပါဒါပေမဲ့နောက်ဆုံးကစားထားတဲ့၃ဘွဲဇက်တိုက် အရှုံးရလက်ကြုံဆုံထားရပါတယ် အခုလို RWS မှာ၃ဘွဲ့ဆက်နောက်ဆုံး၃ဘွဲ့ပေါ့လေအရှုံးရလက်ကြုံထားတဲ့ fighter ကို1ကသူတို့စင်မစ်စီကို ခေါ်လိုက်တာက Rotan နဲ့ Sanga တစ်တို့ရဲ့မျက်နှာတွေကြောင့်လားလို့မိကုန်းထုတ်စရာရှိနေပါတယ်ခင်ဗျာပြီးတော့ Rotan ရဲ့ခင်မထောင်းတော်နိုင်ကို1မှာ အဖွင့်လပအောင် စီစဉ်ပေးထားတယ်လို့လည်းကျွန်တော်ကတော့နင်နေမိပါတယ်ထောင်းတော်နိုင်ကမွေထိုင်းနဲ့ကစ်ဘောက်ဆယ်နှစ်မျိုးလုံးကိုထိုးဘူးခဲ့ပေမဲ့မွေထိုင်းကို ပို့ပြီးတော့ ပိုင်ပိုင်နိုင်နိုင်ရှိပါတယ်ခင်ဗျသူမွေတိုင်း၄ဝက်ထုတ်ဦးတယ်၄ဝက်လုံးနိုင်တယ်ခင်ဗျအဲ့တော့တစ်ဖက်မှာရော့ထန်ကလည်းတောင်းတောင်းတိုင်းကိုဒီပွဲမှာအနိုင်ရအောင်စနစ်တကျလက်ကျင့်ပင်ဆင်ပေးနေတာကိုတွေ့ရပါတယ်တောင်းဆန်ကကြတော့ကစ်ဘောက်ဆင်ဘက်ကိုပို့ပြီးတော့ပိုင်နိုင်တဲ့သူဖြစ်ပါတယ်ပြောရမယ်ဆိုရင်ဗျာရော့ထန်ရဲ့ရောက်ဖာဆန်ကသစ်ဝမ်းကိုဝင်လာတော့မှအခင်းကျင်းနဲ့တော်တော်ကိုဆင်တူနေပါတယ်ဆန်ကသစ်ဟာ 1ကိုပထမဆုံးပွဲစဉ်နဲ့စပြီးတော့ဝင်တော့သူ့ကိုစူပါရီရှန်နဲ့ပွဲတယ်ပေးခဲ့တယ်။ပြီးတော့ဆန်ကာသစ်ပိုင်တိုင်နဲ့ကစ်ဘောက်စင်ဘက်ကိုထိုးခိုင်းခဲ့တယ်။အဲ့တော့စူပါရီရှန်ကပွဲကြီး၃ကြီးပြည့်အောင်ထိုးနိုင်ခဲ့ပေမဲ့သူမပိုင်နိုင်တဲ့ကစ်ဘောက်စင်ကိုထိုးရတော့အမှတ်နဲ့ဆုံးဖြတ်တဲ့အချိန်မှာအချုံရလက်ကိုကျုံဆုံးရင်ဆိုင်လိုက်ရပါတယ်။အခုပွဲမှာဆိုရင်လေတောင်းဆန်ဟာအဲ့လိုအဖြစ်မျိုးနဲ့ကျုံဆုံရဖို့နှိစက်နေပါတယ်။ဘာကြောင့်လဲဆိုတော့ ်ဒေါင်းတော်တိုင်းကိုအားပေးဖို့အတွက်ရော့ထန်အပါဝင်တဆွေလုံးတစ်မျိုးလုံးကကွင်းထဲကိုရောက်လာမှာချိန်တင်နေပါတယ်ခင်ဗျဒေါင်းတော်တိုင်းနဲ့တောင်းဆန်တို့ဟာဒီနေ့ One Friday Fight 128ရဲ့စတမမြောက်ပွဲစဉ်အဖြစ်ရှင်မြန်ကြမှာဖြစ်ပါတယ်အနေထားအရတော့ရော့ထန်ရဲ့ခင်မဆန်ကသိရဲ့အမဖြစ်တဲ့ဒေါင်းတော်တိုင်းမဲ့ One ဖွင့်ပွဲကိုနိုင်ပွဲနဲ့အစပြုသွားလိမ့်မယ်လို့ယူဆမိပါတယ်ခင်ဗျတ िश ူအားပေးတဲ့ပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ